Oh my god guys ကျွန်တော်ဒါဥစားကြတော့ငါဟုတ်ရဟုတ်ရလားသိရတော့မှတညတော့စဉ်းစားခဲ့ဘူးရယ် Mobile Legend ထဲမှာမူတူကနာမည်ပြောင်းခဲ့ပေးဘူးရယ် Hero တကောင်ရှိတယ်လို့ပြောရင် Bro ယုံလားအဲ့ဒီ Hero ကဗျာစစထော်တုံးကကျွန်တော်နာမည်တစ်မျိုးအခုလက်ရှိမှာဆိုရင်တော့ဖြစ်သူကနာမည်တစ်မျိုးရယ်အဲ့ဒီနာမည်နှမျိုးကလည်းဘာမှမဆိုင်ဘူးရယ်ဗျာ Bro ရဲ့ဒူမလိုပဲအဲ့ဒီ Hero ရော Bro တိလားစဉ်းစားကြည့် ဲ့ဒီဟီရိုကတော့ဇီလောင်းပဲဖြစ်ပါလေမထင်တာဘူးမလားအဲ့ဒီဇီလောင်းရဲ့ပထမဆုံးနမည်ရောရှောင်းယန်းဆောင်းဆောင်းယန်းဆောင်းရှောင်းယန်းကျွန်တော်မခေါ်တတ်တော့ဘူးနမည်တော့ကျွန်တော်ရေးပြထားတယ်အဲ့ဒီနမည်အတိုင်းပဲဖြစ်ပါလေခင်ဗျာအဲ့ဒီနမည်နေနေရောဒီ copyright case ပိုင်ရနဲ့သူကပြဿနာတက်ပြီးတော့မှအဲ့ဒီနမည်ကနေပြီးတော့မှဇီလောင်းစီရဲ့နမည်ပြောင်းခဲ့ပေးတယ်ဗောနော် စီလောင်းရဲ့ပထမဆုံးချက်တော့ချင်းကပုံစံနဲ့အခုလက်ရှိပုံစံနဲ့တော်တော်လေးကွာခြားနေပြီဗျာနမဲအဆမူတော့လုံးဝဟိုပျောင်းလဲပေးလိုက်ပြီးတော့မှဒူရဲ့ဒီပုံစံဒီဇိုင်းကလာအပိုင်းရနေထားရတယ်တော်တော်လေးကကော်လာရီလို့ပြောလို့ရပါတယ်ဆိုတော့ဒါကတော့မိုဘိုင်းချက်သမားနဲ့မှတော်တော်လေးကဖျူချားတယ်ဖျက်ခုပဲဖြစ်ပါတယ်ခင်ဗျာ